ဆက်လက်ပြီးတော့မှသိခါတော်ရဆရာတရာပေသူကိုအဲပြန်လည်ဖိတ်ခေါ်ခြင်းပါတယ်လက်ရှိမြေပြင်တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေပေါ့နော်စစ်ကောင်စီရဲ့ထိန်းချုပ်မှုနယ်မြေတွေဟာကျွံ့ဝင်နေတဲ့အခြေအနေမှာရုပ်ောက်ပွဲကတပိတ်မောက်ချင်းဆိုတဲ့ဘိုင်းကော့ပေါ့နော်ဘိုင်းကော့နဲ့ပါဝင်ချင်းနောက်တစ်ခုက participation လို့ခေါ်တယ်နှစ်ခုကြားကအဲစိတ်ကောမှုတွေပေါ့နော်အဲအခွင့်အရေးတွေကို ဘယ်လိုမြင်ပါသလဲပေါ့နော်နောက်နောက်တစ်ခုကကျတော့တော်လန်ရေးအင်အားစုတွေအနေနဲ့ဘယ်လိုအခြေအနေမျိုးမှာဘယ်လိုသုံးဖြတ်ချက်တွေချတင်တယ်လဲဆိုတာကိုဆရာအနေနဲ့တအားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့ဆရာကိုဖိတ်ခေါ်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဦးစင်ဆောစောဆရာဆွေးနွေးပြောသွားတဲ့အတိုင်းပါပဲစစ်အာဏာရှင်လုပ်ပြီးမဲ့ဥဆောင်ပြီးလုပ်မဲ့ရွေးကောက်ပွဲစစ်အာဏာရှင်ကစိတ်ချရေးဆွဲအတီးပြုတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံအောက်ကရေကောက်ပွဲဟာအတိတ်ကာလတုန်းကကလေးကပမှန်ကန်မှုတွေပပြတမှုတွေရှိခဲ့တယ်လို့ဒီကာလမှာတော့ပုံပြီးဆိုတာပေါ့သူတို့စိတ်ချခြေလေရန်တို့ပြစိတ်ချခြေလေလို့ရတဲ့လုံမဲ့ရေကောက်ပွဲသူတို့စိတ်ချပဲဖြစ်မယ်ဟုတ်တလောတော့မှပါတီတစ်ခုဖြစ်ဖြစ်ဘာဖြစ်တဲ့ပါတီတစ်ခုရဲ့ပါတီခေါင်းဆောင်ကပြောတယ်မလားဒီစစ်တပ်ကနေပြီးတော့အလိုမရှိတဲ့စစ်တပ်နဲ့ပလဲနိုင်တဲ့မသိနဲ့သူတို့လိုချင်တဲ့ သူအနိုင်ရလို့တော့မဖြစ်နိုင်ဘူးဆိုတာမျိုးပြောတယ်လေနော်ဒါပြပြဟိုပြည်သူပါတီရတာဟာလားပြောတယ်သူလားဒါသူရဲ့ပါတီခေါင်းဆောင်ပါဆိုတော့ဒီဟာ၄ကိုကရှင်းနေတာပဲလေအဲ့တော့ဒီမမြတာတဲ့နမကန်နဲ့လှဲ့ပြားတဲ့ရွေးကောက်ပွဲကို ပြည်သူလူထုတွေအနေနဲ့က လုံးဝအောက်သူရာနှုံးပြိတ်စန့်ချင်လို့လိုတယ်နော်ဆိုတော့ white out ဆိုတဲ့ ဒါလောကဂိမဆိုင်ချန်လူပညာဟုတ်ပြီလောကဂိမဆိုင်ဘုတ်တွေဒီရောက်ဒါပေမဲ့ဆောဆောဆယ်မလာမင်းကြီးဝေးစင်းလေးသားလို့ပဲသူတို့အနေနဲ့ကလေအနာဟာပြောင်းရမှာပဲဆိုတဲ့ခိုင်မြင်ချက်နဲ့လူတွေုံမဲမထက်မနေရဆိုတဲ့ပုံစံမျိုးနဲ့လုံရင်တော့လေဒါကပြည်သူလူထုတွေနဲ့လည်းအလွန်မတန်အခက်ခဲအချက်တဲတွေ့ကြုံရင်ဆိုင်ရမှာပေါ့လေဒါတော့အချက်တဲပေါ့အခက်ခဲပေါ့သို့သော်များလေဒီအခက်ခဲအချက်တဲထက် တိုင်းပြည်နဲ့ပြည်သူလူထုပြည်သူလူထုရဲ့ဘဝရည်တည်မှုအသက်ရှင်နေထိုင်မှုတိုင်းပြည်ဒီဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားဖို့နဲ့ပြည်သူလူထုရဲ့လူအခွင့်အရေးလူသားရဲ့ဂုဏ်သိက္ခာနဲ့အညီအသက်ရှင်နေထိုင်နိုင်ဖို့ကပို့ပြီးတော့မှအရေးကြီးတာဖြစ်တယ်ဒါကိုကျွန်တော်ထည့်သွင်းစဉ်းစားရမယ်တိုင်းပြည်သားအားလုံးကအဲ့တော့ ဒီမမြတာမလွတ်လပ်တယ်နောက်ဆုံးပြောကြကြည့်ဆိုရင်အခုဒါနိုင်ငံကအတိုင်းအတာဆော့ဆော့ရှိမှာဆက်ဆွနေဆွနေတပြပါသလိုပဲခင်းဆက်ဆက်မှာလုတ်ကြတဲ့လူကဝဲတယ်နမဆလာခေတော့ဆိုကျွန်တော်တို့ဘောလေကျွန်တော်မဲမထိုက်ခဲ့ဘူးတခါမှမထိုက်ခဲ့ဘူးနော်ဘာလို့လဲဆိုတော့တခေါင်းထဲပြိုင်တဲ့ဟိုဟိုသူတယောက်တည်းပြေးပြိုင်တယ်သူတယောက်တယောက်တည်းပရမရတယ်ဆိုတာမျိုးလေဆိုတော့ဒီအမျိုးတွေကဘလို့မှအိမ်မဲ့မရှိတဲ့တန်ကြီးကိုလှည့်ပြပြည်သူတို့လှည့်ပြတယ် အရာပဲအခုဒီအရာတွေတည့်ပြားမှုပါဝင်တဲ့လက်စားမှုပါဝင်တဲ့ရွေးကောက်ပွဲဖြစ်မှာဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့ဟာအကုန်လုံးကရာနှုန်းဖြင့်ဒီရွေးကောက်ပွဲကိုစတင်ကြဖို့အတွက်လိုအပ်ပါတယ်ဆော့ဆော့ကြောင့်ပြောခဲ့စကားလေးလေးလုံးလေးလို့ပါစာစာရေးဆရာတယောက်ကြီးစကားလုံးနားသုံးတာပါနော်ဒါစောင်းတော့ခေါင်းစစ်ပေးတာဒီမဆိုင်ချင်အမှုပညာနော်လောကဘီမဆိုင်ဖို့အတွက်လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီ IIP ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့နော် ဓမ္မဓမ္မကိုဘာသာတရားပြန်ဝိုင်းရင်ကျဆိုရဲခေါင်းစဉ်အနေအညီပြောရရင်တော့ကျွန်တော်တမန်ကျမ်းစာမှာကျွန်တော်အများအားပြောလိမ့်တယ်ဟုတ်လားဗတ္တရားတော်သူတွေတိုက်တွန်းခြင်းတို့မလားလူဆိုးတွေလမ်းတွေမရမနေမထီမဲ့နဲ့ပြည်တော်သူတွေအစည်းဝေးနဲ့မထိုင်တမန်ကျမ်းစာရဲ့တမောင်းကျမ်းပိုင်းဆာလံကျမ်းပထမနောက်သောဆာလံအပိုင်းကြီးတင်းနဲ့နှစ်ပါနော်ဖော်ပြတယ်လို့ပဲ ဒီမတရားသောသူတွေတိုက်တွန်းမဲ့တိုက်တွန်းခြင်းနောက်မလိုက်ပဲနဲ့ဒီတိုက်တွန်းပြီးအတဲရမှာဖျားပေးလောက်လာမဲ့ဒီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့အတွက်လို့မလိုက်မိဖို့အတွက်လို့မဲမပေးဖို့လို့ပဲနော်ပြီးတဲ့ခါမှာလူစိုးတွေနားမရမနေဒီနေ့တိုင်းပြည်ထဲမှာဘသူလူစိုးလဲဘသူလူကောင်းလဲပြည်ပြင်းမှာလောက်ရက်တွေကိုကြည့်ရင်တိတာပွဲပြားနေတာပဲအဲ့တော့ဒီစက္ကဆရဲ့ လူโซတဒံလုံနေတဲ့လုံရက်ဒီလူโซစိတ်လူโซအတွေ့လူโซလုံရက်လုံရက်ဒီသူတို့ရဲ့လမ်းသူတို့ရဲ့စတမန်လမ်းမှာကျွန်တော်ကမရက်နေပြန်နဲ့အမဘေးပဲတမထောက်ခံပဲနဲ့ဒီရာကိုစန့်ကျင်ဖို့အတွက်လူဝတ်ပါတယ်မတိမဲ့ငယ်ပြတော်တို့ဒီစီဝိနဲ့မတိုင်အကောမတိမဲ့မြင်ပြုနေတာပဲလေဘာသာတရားကိုလည်းမတိမဲ့မြင်ပြုတယ်ဉာဏ်သာကောင်လည်းမတိမဲ့မြင်ပြုတယ်ဘာသာရေးကောင်းဆောင်တွေလည်းမတိမဲ့မြင်ပြုတယ်တိုင်းပြည်ထဲမှာအကြီးငယ်အရွယ်လတ် အယုတ်မြတ်အားလုံးမထင်မဲ့မြင်ပြုနေတာခရိုနီတွေသူတို့ဖန်းကျင်ဖန်းတယ်လွတ်ချင်လွတ်တယ်ဘုတော်လုံးတို့ကဖန်းတယ်ဟိုတော်လုံးတို့ကလွတ်တယ်အမျိုးမျိုးအမျိုးမျိုးဥပဒေတွေတခါတည်းပစ္စဖျားနေပြီးတော့ဥပဒေထုတ်ပြီးတော့အခုတိုင်းသူပြည်သားတွေအားလုံးကတိုင်းအခုတိုင်းကအခုတလောအတွင်းမှာကျွန်တော်တို့တွေ့တယ်ဘာလို့ပါလဲ without license မဲ့ကားတွေဖန်းတယ် license မဲ့ motorcycle တွေဖန်းတယ်အဲကားဖန်းဟိုပါလဲအဲဟိုပါလဲ cycle ဖန်းလေ okay လေဒါဒါဒါဥပဒေရ okay လက်ခံတယ်ဒါပေမဲ့အခုဒီနေ့သတင်းတစ်ပုဒ်တွေ့တယ် ဒီ like like စမက်ကားတွေ strike တွေကိုဖမ်းနေလူတွေပါဖမ်းနေဆိုတော့အဲ့ဒီလူတွေကသူစစ်မှုထမ်းဥပဒေနဲ့နေညှိပြီးတော့စစ်မှုထမ်းထဲမှာပါသွားပြီးတော့နော်ဒီတင်တဲ့တခိုင်းနေဆိုတဲ့ဟာလေတော့မထီးမဲ့မြုံတက်တက်ကိုမှနော်စကလုံးနည်းနည်းလေးချမ်းချမ်းလေးပြောရမှာဆိုလူဘာဝလူဘာဝပြီးတော့တက်တက်မထီးမဲ့မြင်ပြုတ်နေတဲ့တတိုင်းပြည်လုံးကိုပြည်သူလူထုအကုန်လုံးကိုမထီးမဲ့မြင်ပြုတ်နေတဲ့ဒီစက္ကဆိုင်ရေကောက်ပွဲကိုကျွန်တော်တို့ကဘလုံနီးနေမှာ ထောက်ခံဖို့တော့ကောင်အားပေးဖို့တော့ကောင်ပါဝင်ဖို့တော့ကောင်မဖြစ်နိုင်ဘူးဆိုတာကိုတွေ့ရပါတယ်မြင်ရပါတယ်သိရပါတယ်ဒါကတော့သစ္စာနဲ့ရက်တည်ပြီးလူသားမှန်ရင်ဓမ္မဘက်မှာနော် အတွေးကောနည်းနည်းလေးငါကလူတယောက်ဖြစ်တယ်ဆိုရင်လူသားမှန်တယ်ဆိုရင်လူသားရဲ့ဖြစ်တည်မှုနဲ့ရက်တည်တဲ့သူဖြစ်တယ်ဆိုရင်ဒါကစဉ်းစားဖို့ကိုမလိုတော့ဘူးအလိုလိုနေတဲ့ကိုအော်တိုစန့်ကျင်ရမယ်အရာဖြစ်တယ်ဆိုတာကိုကျွန်တော်မြင်တွေ့ရပါတယ်အဲကြောင့်မလို့ ျွန်တော်အနေနဲ့ကတော့တိုင်းသူပြည်သားတွေဘာသာဝင်သီးသီးဗုဒ္ဓဘာသာတောင်ဟိန္ဒူဘာသာဝင်တောင်လောက်ဗုဒ္ဓဘာသာဝင်တောင်လောက်ခရစ်ယာန်ဘာသာဝင်တောင်လောက်အစ္စလာမ်မွတ်စလင်နော်အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေတောင်လောက်ကျွန်တော်တိုင်းရင်းသားညီကောင်တော်တွေအားလုံးဟာဒီဟာကိုတွေးတက်မြင်တက်သိတက်ပြီးတော့မှဒီမတရားသောလူဆိုးမထိမဲ့နေပြီးတော့သူဖွဲ့စည်း institution ကြီးကနေပြီးတော့ဥဆောင်လုပ်မယ်ဒီရွေးကောက်ပွဲကိုကျွန်တော်အနေနဲ့ တတ်နိုင်တဲ့ပုံစံတတ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့စန့်ကျင်ပြီးတော့မှကိုနော်ဒီຢာကအာတော်လန်းမယ်ဆိုတာကိုမြင်မိပါတယ်သုံးသပ်မိပါတယ်ဒါကအချမ်းထက်ဖို့ပြောနေတာမဟုတ်ဘူးဒီຢာက နော်အချမ်းမလန့်နေလို့ခုပြောနေတာမဟုတ်ဘူးတရားမမျှတတဲ့အရာကိုဓမ္မမဟုတ်တဲ့အရာအတ္တမကိုကျွန်တော်တို့ကလက်မခံဘူးဆိုတဲ့လူသားတယောက်ရဲ့ဖြစ်တည်မှုစိတ်ဆန္ဒကိုပြတ်ပါဘူးအတွက်ဒါလေးကိုအနိုင်ငယ် ြောပြလိုပါတယ်။ကျေးဇူးတင်ပါတယ်ဘုံဘုံဒီနေ့ဒီစကားဝိုင်းရဲ့ဒုတိယကြော့ကျွန်တော်စကားကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးများစွာတင်ရှိပါတယ်ဗျာအခုလိုပြည့်ပြည့်စုံစုံဆွေးနွေးပေးသွားတဲ့အတွက်ပေါ့နော်။